ရီတိုင်းဖြာပုံမြို့နယ်ဖြာပုံမြို့မှာစစ်တပ်ထောက်ခံပွဲလုပ်ဖို့အတွက်စက်သုံးစီဘိုးနဲ့ဆိုင်းဘုတ်ကိုင်ဆောင်ကပေးမယ်လို့ဆိုကစီယုံခေါ်ဆောင်ပေမဲ့လိုက်တဲ့သူမရှိတဲ့အတွက်သက်မှတ်လူဦးရေမပြည့်ပဲလှည့်လည်ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်မလ29ရက်မှာကြာရောက်မဲ့တပ်မတော်နေ့ကိုဂုံပြူတဲ့အနေနဲ့တပ်ထောက်ခံပွဲလိုက်တဲ့သူကိုစိုက်ကယ်စီဘိုးတပေါင်းနဲ့စိုက်ကယ်နောက်ကဆိုင်းဘုတ်ကိုင်ပေးမဲ့သူကို 9000ရောက်ပေးမယ်လို့ဆိုကပြောဆိုစည်းရုံးခဲ့တာလို့ဆိုပါတယ်ထောက်ခံပွဲမှာလူဦးရေထောင်ချီမြုံမှန်းထားပေမဲ့လိုင်းမဲ့သူမရှိတဲ့အတွက် အစမ်းလှဲတာဆိုပြီးအုတ်ကြီးတွေကပြောနေတယ်လို့ဖြာပုံဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတတ်ထောက်ခံပွဲကို နေ့လယ်2နာရီမှအေအေနဲ့ PDF အလိုမရှိနဲ့မြမတက်မတော်ကြီးအောင်မြင်ပါစေ ဆိုတဲ့စာတမ်းပါ V9 တွေအပါအဝင် တတ်ထောက်ခံတဲ့စာရန်ပါ V9 တွေနဲ့အတူလှည့်လည်ခဲ့ကြပြီးလူအယောက်တရာတော်မပြေခဲ့ဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ကနောက်တစ်ကြိမ်စစ်တပ်ထောက်ခံပွဲလိုက်ဖို့အတွက်ဖြာပွေမျိုးကတချို့ရက်ကွက်တွေမှာတအိမ်တယောက်မဖြစ်မနေလိုက်ဖို့လိုက်လံဖိအားပေးခေါ်ယူနေတယ်လို့သိရပါတယ်ရှင် TNL ထိ ंछ ုတ်ထားတဲ့နောင်ချိုမျိုးကို ပြန်ရရဲ့အတွက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်သုံးပြီးအပြည့်ထံထိုးစစ်ဆင်နေတာကြောင့်တောက်ခန့်ဤတဝိုက်ကရွာတွေမှာတက်ဆွဲထားတဲ့နေရာတချို့ကိုလက်လွတ်ထားရတယ်လို့ TNL သတင်းရင်းမြစ်ကနေသိရပါတယ်စစ်ကောင်စီတပ်ကတောက်ခမရှိတဲ့အမြောက်တပ်တွေကိုပြန်လည်ရယူပြီးနောက်နောက်ချုံမြို့ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် drone လက်နက်ကြီးလေကြောင်းပစ်ကူစစ်အင်အားအများပြားနဲ့ထိုးစစ်ဆင်လာတာကြောင့် TNL တက်ဆွဲထားတဲ့နေရာတချို့ကိုလက်လွတ်ပေးလိုက်ရတာကြောင့်နောက်ချုံမြို့အနီးကနေရာတချို့မှာခက်စစ်ပြင်းနေရတယ်လို့ TNL သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့်နောက်ချိုတောက်ခမ်းအုံမတိဘက်တွေမှာနေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်ပေါ်နေပြီးလက်နက်ကြီးပစ်ကူပေးနိုင်တဲ့တိမ်ပင်လေပြူဟာကုန်းကိုတော့စစ်ကောင်စီကနေရာပြောင်းဝင်ယူသွားနိုင်ပြီလို့သိရပါတယ် စစ်ကောင်စီဟာစစ်ရေးအရာအရေးပါပြီးစစ်တပ်ကတူတွေရှိရာပြင်ဦးလယ်နဲ့အလံမွေးတဲ့တောင်ခန်းကအမြောက်တပ်တွေကိုလူအင်အားလက်နက်အင်အားများပြားပို့ပြီးပြန်လည်တိုက်ပိုက်နိုင်ခဲ့တာကြောင့်နောက်ချိုကိုပြန်လည်ချိန်ချောက်လာနိုင်ခဲ့ပါတယ်။ဒီအနယ်လေးဟာနောက်ချိုမြို့ကို30ဆက်ကွန်စစ်စင်ရေးအတွင်းတိုက်ပိုက်နိုင်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလကစစ်ကောင်စီနဲ့ဆွေးနွေးပြီးနောက်တိုက်ပိုက်ထားနိုင်ခဲ့တဲ့အမြောက်တပ်နှစ်ခုကနေ ပြန်လည်ဆုတ်ခွာခဲ့ရသလိုလက်ရှိမှာလည်းနောက်ထုံမြို့နာအထိတဖြည်းဖြည်းဆုတ်ခွာနေရတယ်လို့သိရပါတယ်ရှင်။အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်ပန်းတော်ကြီးရွာနယ်လေးမျက်နှာတံတားဆင်းမှာမလ25ရက်ညကစတင်ပြီးစစ်ကောင်စီတပ်ကလာရောက်တပ်ဆွဲနေတယ်လို့လေးမျက်နှာမြို့ဒေသခံတွေက ပြောပါတယ်။ပန်တော့ရွာဟာမုံရွာရေဦးလမ်းပေါ်မှာရှိပြီးတိုက်ပွဲဖြစ်နိုင်တဲ့အတွက် အခုလိုလာရောက်တက်ဆွဲတာဖြစ်ပြီးလေကြောင်းကနေပါပြစ်ခတ်တာတွေလုပ်နေတယ်လို့ဆိုပါရယ် စစ်ကောင်စီတက်လာရောက်တက်ဆွဲတဲ့ပန်းတောက်ရွာနဲ့လင်းမနာတရားရဲ့ရှစ်မိုင်အကွာကကញ្ញင်တိုင်းရွာဘက်လမ်းတွေကိုအေအေနဲ့ပူပေါင်းအဖွဲ့တွေကပိတ်ထားတဲ့အတွက်ပန်းတောက်ရွာမှာအချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်လို့လင်းမနာမျိုးကန်ကပြောပါတယ်။လင်းမနာမျိုးနယ်မှာချင်းလေရွာမှာမလ18ရက်ကအာရခတက်တော်အေအေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတက်ကလေကြောင်းတက်ခိုက်ခဲ့တဲ့အတွက် ရခိုင်ရိုးမအဆက်မှာရှိတဲ့ကျေးရွာအများစုကဒေသခံတွေစစ်ဘေးတိမ်းရှောင်နေကြရပါတယ်ရှင်ကရနီပြည်နယ်ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတနင်္လာမှာမေတော်ကူ200ပြည့်ဂျူပလီအထိမ်းမှတ်ကိုမလ25ရက်ကပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဘာသာရေးပွဲကိုအရင်နှစ်တွေကလည်းပြုလုပ်ခဲ့ပေမဲ့အခုနှစ်မှာတော့မစ္စာတရားတော်အပြင်အမျိုးသားမျိုးသမီးဖူးဆယ်ဘလုံးပွဲကျင်းပသလိုကြီးရွာအလိုက်ဘုံပလွေမှုတ်ပြိုင်ပွဲအစီအစဉ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ အခုပွဲလို့တာကိုဘာသာရေးအရာကြည့်မယ်ဆိုရင် ပြောရပေမဲ့လေးနဲ့ဘုံကျဲမှာကိုတော့ဆိုရင်ရတယ်လို့ဒေတာကန်ကပြောပါတယ်ကျေးရွာအသီးသီးကနေ လာရောက်ရှင်ပြိုင်ချတဲ့အမျိုးသားမျိုးသမီးဖူဆယ်ပွဲနဲ့ဘုံပလွေပြောင်ပွဲတွေကနေပထမဒုတိယတတိယဆွေရရှိသူတွေကိုလည်းပွဲစီစဉ်သူတွေကစုချီးမြှင့်ပေးခဲ့ကြတယ်လို့သိရပါတယ်။မေတော်ကူ100ပြည့်ဂျူဘလီအထိမ်းအမှတ်နေ့မှာဒေသခံတွေနဲ့စစ်ပေးဆောင်ပြည်သူတွေ ကျေးရွာအသီးသီးကဘာသာတူသူတွေတက်ရောက်ပြီးဆုတောင်းမင်္ဂလာပို့တာတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းနောက်ချံနတ်တလင်းမြို့နယ်တောင်ညိုလေးဆယ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်မအေးရွာနာမှအနီးကပ်ချောင်းမြောင်ပြစ်ခတ်ခံရသလိုမိုင်းဆွဲတိုက်ခိုက်တာလည်းခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးသွားတယ်လို့တာယာဝတီခရိုင်တပ်ရင်တပ်ခွဲ၃နတ်စစ်တီအဖွဲ့ကပြောပါတယ်။ မလ24ရက်မနေ့ပိုင်းကလမ်းမအေးရွာဖုန်ကြီးကျောင်းမှာအင်အား80လောက်နဲ့တက်ဆွဲပြီးလမ်းသွာလလတွေကိုစစ်ဆေးနေတဲ့အချိန်အလေးအငိုက်ချောင်းမြောင်ပြီးပြက်ခတ်ခဲ့တာဖြစ်တယ်လို့နတ်စစ်တီအဖွဲ့ကတပ်ဖွဲ့မှုက DBB ကိုပြောပါတယ်။ဒါပြင်ညပိုင်းမှာလည်းဆက်လက်စစ်ကြောင်းထိုးလာခြင်းထမှန်မိုင်းဆွဲတက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တက်ခတ်မှုအတွင်စစ်ကောင်စီဘက်က6ရောက်တည်ဆုံခဲ့တယ်လို့မျက်မြင်တွေ့ရှိချက်နဲ့ သတင်းပေးပို့သူတွေရဲ့ပြောကြားချက်အရသိရှိရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုအခြေအနေကိုတော့ DPP အနေနဲ့အသေးစားတည်ပြနိုင်ခြင်းမရှိသေးပါဘူးအခုစစ်စေရေးကိုတယော်ရီခရိုင်တပ်ရင်အောက်မှာရှိတဲ့တပ်ခွဲ၃နဲ့တပ်ခွဲလေးတို့ကပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်ရှင် ကုလသမဂ္ဂအတွေ့အမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ပ်နဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ S. ဂျိုင်ရှန်ကတို့တွေ့ဆုံပြီးမြမအရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြတဲ့အကြောင်း The Times of India သတင်းမှာမလ25ရက်ကဖော်ပြပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကသူ့ရဲ့ X လူမှုကွန်ရက်ဆာမနာဘော်ကတဆင့်မျှဝေထားခဲ့ကအိန္ဒိယမြန်မာနယ်စပ်တည်ငြိမ်ရေးဒုက္ခတဲ့အခြေအနေနဲ့ ိုင်ငံဖြတ်ကျော်ရာဇဝမှုတွေနဲ့စီးပွားရေးအထောက်ပံ့တွေပံ့ပိုးပေးဖို့ဆွံ့ရခဲ့တယ်လို့ပြောပါတယ်။ဒါ့အပြင်အိန္ဒိယနိုင်ငံအနေနဲ့တရားမဝင်မှုရဲ့ဆေးဝါးလက်နက်ရောင်းဝယ်မှုနဲ့လက်နက်ကိုက်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်စစ်ဆေးဖို့မြန်မာစစ်တပ်နဲ့ပူးပေါင်းလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ယုံကြည်နေတဲ့အကြောင်းလဲသတင်းမှဖော်ပြပါတယ်။အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာဘန်ကောက်အစည်းအဝေးကိုတက်ရောက်လာပွဲရှိတဲ့မြန်မာစစ်ကောင်စောင် ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးကြဖို့မျှော်လင့်ရတယ်လို့လည်းအိန္ဒိယသတင်းကဆိုပါတယ်ရှင်။မြန်မာထိုင်းနယ်ဇက်ကကလက်ဒစ်စကန်ကို KNL ပူးပေါင်းတပ်တွေကမလ25ရက်ညနေ4နာရီလောက်ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင်ပဒိုစောသမိန်ထွန်းကပြောပါတယ်။မလ21ရက်နေ့ကစတင်ပြီးမြန်မာထိုင်းနယ်ဇက် ကေအမျိုးသားစီယုံ KNU တက်မှခုနှစ်နေမြေလှိုင်းပွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ Clade Tuscan ကိုသိမ်းပိုက်နိုင်ဖို့ KNL ပူးပေါင်းတပ်ဘက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီရဲ့ Clade Tuscan ကနေ KNU ဘ ਹੁ ဌာနချုပ်ကိုမကြာခဏဆိုသလို drone ပုံးကျဲတိုက်ခိုက်နေတာကြောင့်အခုလို Clade Tuscan ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် စစ်တပ်ဘက်ကဖမ်းဆီးရမိတာတွေက ရှိမရှိတော့အသေးစိတ်သတင်းမရသေးကြောင်းနဲ့သူတို့ဆုတ်ဆရာရှိရင်ထိုင်းဘက်ပဲဆုတ်မယ်လို့ KNU ဘဟုကော်မတီဝင်ပဒိုစောသမိန်ထုံးကပြောပါတယ်စစ်ကောင်စီရဲ့ကလေဒေတက်စကန်သေးတိုက်ပွဲအတွင်းစစ်ကောင်စီထိခိုက်သေးဆုံးမှုနဲ့ထွက်ပြေးသွားမှုအခြေအနေအသေးစိတ်ကိုသိရှိနိုင်ဖို့ DVP ကဆက်လက်စုံစမ်းနေပါတယ် စစ်ကောင်စီရဲ့ Clade Tuscan တိုင်တိုက်ပွဲအတွင်းစစ်ကောင်စီကလေကြောင်းကနေ Jet Fighter အပြင် Y22 လေယာဉ်နဲ့ပါဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ150ကျော်ထိုင်းနိုင်ငံထားဆောင်ရမြို့နယ်မဲဆောင်ကျွာကိုထွက်ပြေးတိမ်းရှောင်ပြီးယာယီခိုလုံနေရပါတယ်။မြန်မာထိုင်းနယ်ဇက်ကစစ်ကောင်စီရဲ့ Clade Tuscan တိုက်ပတ်မှုအတွင်းစစ်ကောင်စီကလေကြောင်းအလုံးအကျုံသုံးဆွဲခဲ့တာကြောင့်ထိုင်းလက်တပ်က ထိုင်းနိုင်ငံနဲ့ဇက်တလျှောက်လေကြောင်းစောင့်ကြည့်ပြန်တမ်းနာတွေလှုပ်ဆောင်ခဲ့ပါတယ်ရှင်။ကမ္ဘာရွှေဈေးအချိန်နဲ့တဖြည်းဖြည်းတက်လာတဲ့မြန်မာရွှေဈေးဟာဒီကနေ့မှကျပ်69သိန်းအထက်ထိဇက်တိုင်မြင့်တက်လာပါတယ်။ရွှေဈေးဟာ ပြီးခဲ့တဲ့သတင်းဘက်ကကျပ်68သိန်းဝန်းကျင်ပဲရှိခဲ့ရာကတစ်ပတ်အတွင်းကျပ်3သိန်းကျော်ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒေါ်လာဈေးက ပြန်တရိပ်ပြနေပါတယ်။ ဒေါ်လာဈေးပြန်တက်ရိပ်ပြလာတာကရွှေဈေးကို ထမှန်ဆွဲတင်နိုင်မဲ့အခြေအနေကိုဖော်ပြနေတယ်လို့ရွှေဈေးကွက်စောင့်ကြည့်သူတွေကတုံ့တက်ကြပါတယ်။ဒီကနေ့မလ26ရက်နေ့လယ်ပိုင်းပြည်ပရွှေဈေးကွက်အရအကယ်ဒမီမီးလင်းအခောက်ရွှေဈေးဟာကျပ်69ဒိတ်3000ဝန်းကျင်ရှိပြီးဒေါ်လာဈေးကလည်းကျပ်4450ဝန်းကျင်ကို ပြန်မြင့်တက်နေပါတယ်။ ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းရဲ့ဓာတ်တတုရွှေရည်ညွှန်းစေးကလည်းဒီကနေ့မှ56သိန်းတပေါင်းကျပ်သတ်မှတ်ထားပြီးသတင်းပတ်တစ်ပတ်တွင်မှကျပ်9000ဝန်းကျင်မြင်လာပါတယ်။ကမ္ဘာရွှေဈေးအနေနဲ့ကတော့ပြီးခဲ့တဲ့သတင်းဘက်ကတအောင်စကိုဒေါ်လာ3040အထက်ထိတက်ခဲ့ပေမဲ့အခုတစ်ပတ်မှပြန်ကျဆင်းလာပြီးတအောင်စကိုဒေါ်လာ3020အထက်မှရောက်ရှိနေပါတယ်ရှင်။ အေရရီတိုင်းကနေရငုံတိုင်းကိုပြည့်ဆွဲနေတဲ့ကားတွေဘောကနေအရက်သားလူငယ်6ယောက်ကိုစစ်ကောင်စီတပ်ကမတင်ကားလို့ဆိုပြီးကားဘောကနေဆွဲချဖမ်းဆီးသွားတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ညောင်တုံးမြို့နယ်ပန်တိုင်ဂိတ်မှာမလ22ရက်နဲ့24ရက်တွေမှာရန်ကုန်ပသိမ်ပြည့်ဆွဲနေတဲ့ကားဘောကနေလူငယ်6ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာလို့ဂိတ်အနီးအနားမှာရှိတဲ့မျက်မြင်တွေ့ရှိသူကပြောပါတယ်။မလ22ရက်နေ့က အသက်24နှစ်အရွယ်တယောက်နဲ့အသက်28နှစ်အရွယ်တယောက်မလ24ရက်နေ့ကအသက်19နှစ်ကနေ28နှစ်အရွယ်ထိ၄ယောက်ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်ဖမ်းခဲ့ရတဲ့သူတွေကခီးသွွားအချက်လက်တွေပြတာတော့စစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာကိုမသိရကြောင်းဒါကြောင့်ယောက်ျားလေးတွေဆို ခီးမသွွားရဲတဲ့လောက်ဖြစ်နေတယ်လို့ခီးတဲ့တယောက်ကပြောပါတယ်။ညောင်တော်မြို့မှာရှိတဲ့အဲ့ဒီပန်တိုင်းစစ်စေးဂိတ်ဟာ စစ်ဆေးမှုတင်းကျပ်ပြီးတန်ကားရီအပါဝင်တက်ကြီးရွယ်အိုအရက်သားတွေပါမကြံကားရီဘော်ကနေဆင်ခိုင်းပြီးလမ်းလျှောက်စစ်ဆေးခိုင်းတဲ့ဂိတ်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်စစ်ကောင်စီဗဟိုဘဏ်က FX Market Online Trading Platform မှာနိုင်ငံခြားငွေထုတ်ရောင်းမှုတွေကိုဆက်လက်ပြုလုပ်နေပြီး အခုမှလတလရဲမှာပဲအမေရိကန်ဒေါ်လာတန်း100ဝန်းကျင်ထုတ်ရောင်းထားပါတယ် နောက်ထပ်လဲဒေါ်လာ35သန်းကို73စီလုပ်ငန်းရှင်တွေအတွက်ထပ်မံရောင်းပေးသွားမယ်လို့ကြေညာပါတယ်။ဘိုဘန်ကနိုင်ငံသားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ35သန်းနဲ့သွင်းကုန်လုပ်ငန်းရှင်တွေအတွက်တရုတ်ယွမ်10သန်းကို ရောင်းချပေးမယ်ဆိုတဲ့ကြေညာချက်ကို မလ24ရက်နေ့ကထုတ်ပြန်လိုက်တာပါ။ ပြည်တွင်းနိုင်ငံခြားငွေစျေးကွက်မှာအမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေဈေးတွေအထိုက်လျောက်ပြန်လည်ကျဆင်းလာပေမဲ့စစ်ကောင်စီဗဟိုဘဏ်ကဆက်လက်ထုတ်ယောင်နေတာဖြစ်ပြီးအထက်ချုပ်လုပ်ငန်းတွေကရတဲ့နိုင်ငံခြားငွေတွေကိုသွင်းကုန်လုပ်ငန်းရှင်တွေအတွက်ပြင်းမြတရက်နှစ်တသမနှစ်တန်လောက်ထုတ်ယောင်နေတယ်လို့လည်းဗဟိုဘဏ်ကဆိုထားပါတယ်။ဒီလိုနိုင်ငံခြားငွေဇက်တိုက်ထုတ်ယောင်မှုတွေကြောင့်ပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေး၄၄၀၀အောက်ထိ ပြန်လဲကျဆင်းလာပေမဲ့မနေ့ကတော့4450ကျပ်ကိုပြန်တက်ရိပ်ပြလာပါရရှင်2026ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကို PC အောင်ကျင်းပမှာဖြစ်ပြီးမဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် PR စနစ်ပါ သုံးမယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကပြောပါရယ်မလ25ရက်က နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောသွားတာဖြစ်ပါတယ်။ မဲဆင်းကိုအကြောင်းပြပြီးအနာသိမ့်ခဲ့တဲ့စစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာတတိယပတ်နဲ့ဇုတ်ထပတ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တွင်ပြုလုပ်ဖို့အရာထားတယ်လို့လည်းဆိုပါတယ်ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးအထမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ငွေကြေးကုန်ကျမှုများပေမဲ့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ဖို့မလွယ်ကူတဲ့ electronic voting machine စနစ်နဲ့ချုပ်တင်ပြင်ဆင်တယ်လို့လည်းဆိုပါတယ် အမျိုးသားညီညွတ်ရေးတိုင်မခံအကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့အကြမ်းဖက်ဆဲအုပ်စုအနေနဲ့အထူးအရောင်ရွေးကောက်ပွဲကျင်းပလိုက်ရုံနဲ့မြမတွေဦးတွန်လှန်ရေးရပ်တန့်သွားမှာမဟုတ်သလိုမြမပြည်ထနာရဲ့ထွက်ပေါက်လည်းမဟုတ်ဘူးလို့ပူတဲ့ကြညာချက် ထုတ်ပြန်ထားပါတယ်ရှင်။ အေရရီတိုင်းလေးမျက်နှာမျိုးနယ်ရိုးမအဆက်မှာရှိတဲ့တုံတော်ရွာကစစ်တပ်ကာကင်စခန်းကိုမလ24ရက်မှာအရခတက်တော် AA ပူပေါင်းတပ်တွေကသိမ်းပါရရှိခဲ့တယ်လို့လေးမျက်နှာမျိုးကန်တွေက ပြောပါရယ်ရိုးမအဆက်ရွာတွေဘက်စစ်တပ်နဲ့ပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးမနေ့ကတုံတော်ရွာစစ်တပ်ကာကင်စခန်းကိုပူပေါင်းတပ်တွေသိမ်းလိုက်ကအခုအမြောက်တပ်344ကလက်နက်ကြီးတွေ ရန်ပစ်နေတယ်လို့ဒေသခံတယောက်ကပြောပါရယ် လေးမနာမြို့နယ်မုံရွာရေဦးလန်းယူမအဆက်ချင်းလက်ရွာမှာ မလ18ရက်ကစတင်ပြီးစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကယူမအဆက်ရွာတွေဖြစ်တဲ့စန်းကုတ်ကျေးရွာတုံတော့ရွာတွေမှာမလ23ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးသေယူနိုင်တာလို့လေးမနာမြို့ဒေသခံကပြောပါတယ်လက်ရှိ ARB တိုင်းတွင်းကရေကြီးငတိုင်းချောင်းတာပေါင်းနဲ့လေးမျက်နှာမြို့နယ်တွေမှာအရခတ်တက်တော်အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစက်တက်လေထီဂျက်တိုက်လေရင်တွေနဲ့ဘုံကျဲတက်ခိုက်နေတယ်လို့လဲတော်လိုင်းအဖွဲ့တွေကတဆင့်သိရပါတယ်ရှင်။ AR တိုင်းလေးမျက်နှာမြို့နယ်တိုက်ပွဲကနေလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား15ယောက်ပြည်လဲဖမ်းဆီးခလိုက်ရတယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေစီကသိရပါတယ်။လက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား15ယောက်ဟာမလ24ရက်ညနေပိုင်းမှာလေးမျက်နှာမြို့နယ် ပသိမ်မိုးရွာလန်းနီးမှာဂက်ကင်ရဲ့တပ်ဖွဲ့နဲ့ထိတိုက်တွေ့ပြီးပြည်လဲဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်ထွက်ပြေးလာတဲ့သူတွေထဲမှာဒံအားရစစ်သားတွေလည်းပါပြီးရဲတွေနဲ့ထိတိုက်တွေ့တဲ့အတွက်တက်ဆုပ်ရေးလမ်းမလာတာလို့ပြောတဲ့အခါမှာပြည်လဲသွားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူတယောက်ကပြောပါတယ်တပ်ပွဲကနေထွက်ပြေးပြီးပြန်ဖမ်းခံရတဲ့စစ်ကောင်စီတပ်သား15ယောက်ဟာမော်လမြိုင်ကျွမြို့အခြေဆိုင် ချင်းမြန်တပ်ရင်934တပ်ကနေလေမျက်နှာမြို့နယ်မှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်အရခတ်တပ်တော် AA နဲ့မဟာမိတ်တပ် PDF တွေရဲ့တိုက်ပွဲကိုအပုတ်ခံရတဲ့တပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။ပြည်လဲဖက်စီခံရတဲ့စစ်ကောင်စီတပ်သား15ယောက်ကို အင်ကပူမြို့နယ်ကွင်းကောင်းမြို့အခြေဆိုင်စစ်အခြေခံလက်ကျရဲ့တပ်မှတ်9ကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မောင်တော်မြို့နယ်တင်မောလှရွာရှေ့ဘက်ကဒေါ်ထဲမှာမလ25ရက်နေ့လယ်7:00နာရီလောက်ကစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့စစ်ကြံမြေမြုံမိုင်းနေမိပြီးဒေသခံတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်တင်မောလှကျေးရွာကအသက်58နှစ်အရွယ်ဥပညိုဖြစ်ပြီးတရွာထဲနေအပေါင်းဖော်လေးယောက်နဲ့အတူတောထဲမှာဝါးသွားခုတ်တဲ့အချိန်စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံမြေမြုံမိုင်းကိုနင်းမိကာ ညာဘက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားပြီးအရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့တင်မောလာကျေးရွာဒေသခံတယောက်က GBP ကိုပြောပါတယ်မောင်တော်မြွနဲ့အတွင်းမှာအရခတက်တော် AA ကမိုင်းရှင်းလင်းရေးတွေစတိုင်လုံးဆောင်နေပေမဲ့ပြည်သူတွေမကြခနစစ်ကြံမြေမြုပ်မိုင်းနေမိကဒင်ဟာတွေရရှိခဲ့ကြတယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြွနယ်မှာလည်းမလ22ရက်ညနေပိုင်းမှာစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံမိုင်းနေမိပြီးဒေသခံတယောက် ပြင်းထန်တရားရရှိခဲ့တယ်လို့ဒေတာကန်တွေစီကသိရပါတယ်ရှင်ရှာနဲ့ဂရင်းနီပြည်နယ်ဆက်မှာရှိတဲ့မိုးပြဲမျိုးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားမလ26ရက်ထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကမီးလောင်ဘုံတွေ၃ကနေအိမ်တွေကိုနေ့စဉ်မီးရှို့ဖျက်ဆီးနေတယ်လို့အမှတ်1100ကိုတက်ရင် Phoenix Battalion စီကသိရပါဗျ။စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့် ။မိုးပြဲကနေအိမ်များစွာတရက်ပြီးတရက်မီးလောင်ပျက်စီးနေရပြီးအရေအတွက်အထူးကြကိုတော့စစ်တမ်းကောက်ယူနေဆဲဖြစ်တယ်လို့ဆိုပါရယ်။စစ်ကောင်စီတပ်ဘက်ကမီးရှို့တာတွေကိုနေ့စဉ်လုပ်နေပြီးညွေရသည်ဖြစ်တာနဲ့အိမ်တွေမှာလူတွေမနေတာကြောင့်တရွတ်6တွေကနေတဆင့်တအိမ်နဲ့တအိမ်မိကူဖို့အရန်လွယ်တယ်လို့ကကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကမိုးပြဲကိုထိ ंछ ုံနိုင်ဖို့အတွက်လက်နက်အင်အားလေကြောင်းအားအပြင်ဒုံးတွေနဲ့ပါ ထိုးစစ်ဆင်နေတဲ့အတွက် တော်လိုင်းအင်အားစုတွေကခုခံတော်လှန်နေတာ လေလာထက်မနည်းရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင်ဖေကုံတက်နဲ့လွိုက်ကောအမြောက်တက်တွေကနေလက်နဲ့ကြီးနဲ့ပြစ်ကူတာတွေရှိသလိုပေါ်တာဆွဲထားတဲ့တက်တာတွေနဲ့ထိုးစစ်စင်တာတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကတအန်တက် TNL သိမ့်ပိုက်ထားတဲ့ရွှေအေယာတိမ်ပင်လယ် view point နေရာကိုမလ25ရက်မိုးလယ်ပိုင်းမှာစစ်ကောင်စီတပ်ဘက်ကပြန်လည်သိမ်းဆည်းလိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရွှေအေယာတိမ်ပင်လယ်ကိုစစ်ကောင်စီတပ်ဘက်ကပြန်သိမ်းလိုက်တာဖြစ်ပြီးအုံမတီးဘက်ကတော့စစ်ကောင်စီတပ်တွေကနေ့တိုင်းနေပါတက်ခိုက်နေတယ်လို့ဒေသခံကပြောပါတယ်။စစ်ကောင်စီဝါရဖြန့် Telegram နေမှာလဲ မလ25ရက်မိုးလယ်ပိုင်းမှာ TNL ရဲ့ရွှေအေယာတင်ပင်လက်စခန်းကိုသိမ်းပိုက်ရရှိထားတယ်လို့မှတ်တမ်းဗီဒီယိုဖိုင်ဓာတ်ပုံတွေနဲ့တကွဖော်ပြထားပါတယ်။ TNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတော့ရွှေအေယာတင်ပင်လက်စခန်းလက်လွတ်ခဲ့ရတာနဲ့ပတ်သက်ပြီးတစုံတရာသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။နောက်ချုံမြို့နယ်ကစစ်ကောင်စီတပ်စခန်းအများအစုကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေက မြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့တဆယ်နှစ်ဆက်ကိုစစ်စင်ရေးဒုတိယလှိုင်းအတွင်းသိမ်းယူခဲ့တာဖြစ်ပါတယ်ရှင်မလေးရှားနိုင်ငံမှာလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ဖန်စီထိမ့်သိမ်းထားတဲ့မြန်မာရွှေ့ပြောင်းလုပ်တာ83ရောက်ကိုမလ24ရက်မှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့မလေးရှားရောက်မြန်မာနိုင်ငံသားတွေအရေးအကူအညီပေးနေသူတွေကပြောကြားပါတယ် 2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်ဇန်နဝါရီလတွေမှာအော်ပရာစီဝင်ရောက်ဖျက်ဆီးမှုကြောင့်လူဝေမှုကြီးကြပ်ရေးဥပဒေနဲ့ဖျက်ဆီးအကျဉ်းကျခံခဲ့ရပြီးထောင်ကလွတ်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုမလေးရှားနိုင်ငံဂျိုဟိုပြည်နယ်ဂျိုဟိုလေစိတ်ကနေတဆင့်ပြန်ပို့ခဲ့တာလို့ဆိုပါရယ်ပြန်ပို့ခံခဲ့ရတဲ့ရွှေ့ပြောင်းလုပ်သားတချို့ဟာမိသားစုနဲ့အဆက်အသွယ်မရတာတွေရှိနေပြီးသူတို့ကိုစစ်မှုထမ်းဥပဒေနဲ့စစ်တနန်းတွေပို့ဆောင်ခံရမှာစိုးရိမ်နေလို့ မြန်မာလုံသားအရေးကုညီပင်နေသူတယောက်ကပြောပါရယ်ရွှေပြောင်လုံသားတွေပြန်ပို့ခံရတဲ့မလ24ရက်မှာပဲမလေးရှားနိုင်ငံဆာယာမြန်မာတန်အမတ်ဦးအောင်စိုးဝင်းနဲ့မလေးရှားအနာပိုင်တွေဂျိုဟိုးပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါရယ်မလေးရှားနိုင်ငံမှာနိုင်ငံခြားသားတွေနေတဲ့နေရာတွေကို စက်တိုက်ဆိုသလိုဖမ်းဆီးနေပြီးလမ်းတွေမှာပါဂိတ်ချပြီးဖမ်းဆီးတာတွေရှိနေတယ်လို့ဆိုပါရယ်ရှင် လူမှုကွန်ရက်ဆာမျက်နှာမှာနိုင်ငံဝန်ထမ်းတွေလဆတိုးမယ်ဆိုတဲ့သတင်းဟာကောလာဟလာဖြစ်ပြီးနိုင်ငံတော်ရဲ့ဗန်နာရဲ့အခြေအနေကြောင့်လဆတိုးပေးဖို့အစီအစဉ်မရှိဘူးလို့စစ်ကောင်စီစီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးကအသိပေးထုတ်ပြန်လိုက်ပါတယ်နိုင်ငံဝန်ထမ်းတွေလဆတိုးတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေကမေးမြန်းရမှာစီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်ကပြန်လည်ဖြေဆိုခဲ့တာပါ လက်ရှိနိုင်ငံတော်ရဲ့ဗန်နာရဲ့အခြေအနေအရတော့လစာနှုံထားတိုးမြင့်မှုအစီအစဉ်မရှိပါဘူးလို့ပြန်ပြီးဖြေရှင်းခဲ့ပါတယ်လက်ရှိကုန်စည်နှုန်းအခြေအနေနဲ့နိုင်ငံဝန်ထမ်းလစာမှကွာဟမှုကြီးမားနေပြီးလစာဝင်ငွေနဲ့မလောက်ငှားတဲ့ဝန်ထမ်းတွေက အပေါ်ဝင်ငွေကိုမတရားနီလန်းနဲ့ရှာဖွေရမှအကြမ်းမှုတွေဖြစ်လာတာလို့ဝန်ထမ်းတယောက်က GBP ကိုပြောပါတယ်နိုင်ငံဝန်ထမ်းတွေရဲ့လူမှုဘဝနဲ့သက်သာချောင်ချည်ရေးအတွက်ခင်းနဲ့မလျော်ညီတော့တဲ့လစာနှုံထားတွေကိုပယ်ဖြတ်က ဧပြီလ1ရက်မှစ၍နိုင်ငံဝန်ထမ်းလစာတွေကိုပြင်ဆင်သတ်မှတ်လိုက်သည်ဆိုတဲ့အမိတ်စာတစ်စောင်ဖေဖော်ဝါရီ19ရက်ကလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲကမန်လေကျေးရွာကိုစစ်ကောင်စီတပ်က မလ25ရက်နေ့လယ်ပိုင်းမှာလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့လို့အသက်9နှစ်အရွယ်ကလင်းငယ်တဦးအပါအဝင်မိသားစုဝင်3ဦးသေဆုံးခဲ့ရသလိုလူနေအိမ်တွေလည်းမိလောက်ပျက်စီးခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါရယ်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲပြီးရော့ကက်တွေနဲ့ပါပစ်ခတ်သွားလို့အိမ်တိုင်ထဲမှာနေလဲစားစားနေကြတဲ့ ထန်တက်သမားမိသားစု၃ယောက်လုံးအသက်ဆုံးရှုံးခဲ့ရတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူခွေရတာဝန်ခံကပြောပါတယ်ဗိုလ်ကျဲတက်ခိုက်ခဲ့တဲ့မလေးရွာတောင်ပိုင်းကလူနေအိမ်၃လုံးလဲမိလောင်ပျက်စီးခဲ့ရသေးတယ်လို့ဆိုပါတယ်ဒါအပြင်မလ24ရက်ညပိုင်းကလည်းစင်ကူမြို့နယ်ထဲကဇိုက်ချောင်းထောက်ကြံပင်နဲ့ကံအောင်ရွာ300ကိုစစ်တပ်ကလေကြောင်းကနေဘုံလုံး20ကျော်ကျဲချခဲ့လို့ ပြည်သူတို့အသေဆုံးပြီးတဦးထရာရရှိခဲ့ကလူနေအိမ်တွေထိခိုက်ပျက်စီးသွားခဲ့တယ်လို့ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးစင်ကူကပြောပါတယ်ရှင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာမည်နဲ့ရွေးကောက်ပွဲဝင်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ကြန့်ခိုင်ရေးပါတီကောင်ဆောင်ဦးခင်ကြီးကပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ထောင်စုတက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ရီကိုပြည်တွင်းအခြေဆိုင် Popular Channel Editor ချုပ်ဦးမြတ်ခိုင်ကမေးမြန်းရမှာပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာနိုင်ငံရေးပါတီပေါင်း90ကျော်ရှိတဲ့အထက်မှာ ပါတီ90ကျော်ကမှတ်ပုံပြန်တင်ပြီးမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီပေါင်း40လောက်က တတ်မှတ်အချိန်အတွင်းမှတ်ပုံပြန်မတင်တဲ့အတွက်ဥပဒေအရပြတ်သွားပြီလို့ဦးခင်ကြီးကပြောပါတယ်။စစ်တပ်ကြောထောင်နောက်ခံပေးထားပြီးစစ်ဘုဟောင်းတွေခေါင်းဆောင်တဲ့တန့်ခိုင်ရေးပါတီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ရှင်ပြိုင်တဲ့ရွေးကောက်ပွဲတိုင်းမှာရှုံးနိမ့်ခဲ့တာကြီးဖြစ်ပါတယ်ရှင်။